မင်္ဂလာပါဒီနေ့ချက်ပြမယ့်ဟင်ပွဲလေးကတော့တရုတ်အစားအစာတွေရဲ့နာမည်ကြီးအစားအစာတစ်ခုဖြစ်တဲ့ပြီးလုံးချမ်းသာဖြစ်ပါတယ်ဟင်ပွဲလေးကိုလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာမင်္ဂလာပါဒီနေ့ချက်ပြမယ့်ဟင်ပွဲကတော့တရုတ်အစားအစာတွေမှာနာမည်ကြီးလူကြိုက်များတဲ့ပြီးလုံးချမ်းသာဖြစ်ပါတယ်ပြီးလုံးချမ်းသာမှာ ပါဝင်ပစ္စည်းတွေကတော့ပစွန်ပြည်ကြီးငါငုံဦးဝတ်သားကြက်သားအဲ့ဒါတွေကိုကျွန်တော်သုံးထားပါတယ် အသီးရွက်ဒီမှာတော့ကျွန်တော်ဘာတွေသုံးထားလဲဆိုလို့ရှိလို့ရှင်ရွှေပဲဥနီဘူစာမြို့ပွားပန်းပွင်ကျွန်းရွှဲမှုအနှဲငယ်စီကိုသုံးထားပါတယ်ကျွန်တော်တို့ဟင်းပွဲတွေချက်တာကိုစလိုက်ကြရအောင်ကျွန်တော်တို့ကတန်ရှင်းလောက်တာရေးစစ်ထားတဲ့အသားတွေကိုကော်မုတ်အနည်းငယ်ထည့်မယ်ကော်မုတ်အနည်းငယ်ထည့်ပြီးနေပြီးမယ်နေပြီးတော့စီပူထိုးမှဖြစ်ပါတယ် နေရတဲ့ကွန်မုန်းနဲ့နေရတဲ့အသားတွေကိုကျွန်တော်တို့စီဘူးစထိုးမယ်စီဘူးမှာကျွန်တော်တို့5မိနစ်လောက်ထိုးပေးမယ်နော်ဒါကူတော့ဆိုအသားလေးတွေလည်းကြက်လောက်ကြီးဖြည်းဖြည်းဆိုလို့ရှိရင်ကျွန်တော်တို့ဆယ်ထားလိုက်ပါဆယ်ပြီးအခန်းတစ်ခုလည်းထည့်ထားပါကျွန်တော်တို့စီပူအောင်တဲပါစီပူလာလို့ရှိရင်ကျက်တွန်ပြူအနည်းငယ်ဂျင်း အနေငယ်ထဲပါစစ်တက်ပြီးပါစစ်တန်းနဲ့လေးတွေမွေးအောင်တည်ပြီးပါစစ်တန်းနဲ့လေးတွေမွေးလာရင်ခုနကကျွန်တော်ကြော်ထားတဲ့ဒီလိုလိုရရဲ့ဘာရီထည့်မယ်ဘာရီထည့်ယူရလို့ရှိရင်ကျွန်တော်တို့အရသာကြီးစွန်းပါမယ်ခင်းကြုံမုတ်အနေငယ်ကြာအနေနဲ့ ခယူးစီလည်းနေမြာကြီးအပြည့်အနှဲငယ်လည်းနေမြာကြီးအကျဲအနှဲငယ်ထည့်ပေးပါ ဆဲပြီးသမောင်းအမွှေးမယ်ပြီးလို့ရှိရင်အစင်းသစ်လုပ်ထားတဲ့အသီးရွက်တွေထည့်မယ်ဒီကြိမ်မှာမြည်မြည်နဲ့ကြော်ပြီးပါနော်ကျွန်တော်တို့အသီးရွက်တွေတအားကြီးကြော်လို့လည်းစားမကောင်းပါဘူးအလုံးညော်ကျွန်တော်တို့3မိနစ်လောက်ပဲထက်ချက်တော့မယ်အဝလေးကိုနှစ်သက်လို့ရှိရင်အပေါင်းလေးနဲ့ဒဲလေးပေးပေးလို့ရပါတယ်ကျွန်တော်မန်းရှင်းရတယ်ကျွန်တော်အကူရဲ့အကောင်း အစားတလိုင်းကုသူအကောင်လည်းနှစ်သက်သဘောကျတယ်ဆိုရင်လိုင်းရဖိုးလုပ်ပေးပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကဲရသာလည်းစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ်ရည်ထည့်ပြီးပါပေါ်ထည့်ပြီးတမောင်မွေခဏထားယူရလို့ရှိရင်တော့ကျွန်တော်တို့ဒီလုံးချမ်းတာကောင်းကောင်းလေးတစ်ပွဲရပါပြီကျေးဇူးတင်ပါတယ်